ော်ပြင်းလဲမှာတည်ငင်အေးချမ်းဖို့အတွက်တက်ဆိုင်ရာလက်နက်ကင်တပ်ဖွဲ့တွေအချိန်ယူတွေ့ဆုံဖို့လိုအပ်တယ်လို့မွန်ညိုရေးပါတီ NUB အောက်ထနိုင်လူီအောင်ကပြောပါတယ်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရက်စက်ရက်သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစိန်နှစ်ပြည့်နှစ်ပတ်လည်နေ့ခန်းနာမှာပြည်တွင်းခြေဆိုင် WON ဌာနရဲ့မေးမြန်းမှုကိုပြေချခဲ့တာဖြစ်ပြီးတွေ့ဆုံဆွေးနွေးမှုမှာတသိချင်းငြိမ်းချမ်းရေးကိုတွားဖို့လိုအပ်တယ်လို့၎င်းကပြောပါတယ်အဲကျွန်တော်တို့ကအားလုံးရှိနိုင်မှရမှာပေါ့တယောက်တည်းရ မရဘူးအဲ့တော့မွန်ပြည်နယ်မှာရှိတဲ့သက်ဆိုင်ရာဟောကျွန်တော်တို့လက်နက်ကန်တပ်ဖွဲ့တွေပေါ့နော်နောက်ပြီးတော့နိုင်ငံတော်မှရှိတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအချိန်ယူဖို့လိုတယ်ပြီးခံဖို့လိုတယ်နောက်တော့ကျွန်တော်တို့ကသူတို့နဲ့မကြမကြပေါ့တွေ့ဆုံမှုအမြဲတမ်းထိတွေ့မှုရှိမှလဲကျွန်တော်တို့ကဒီရရတဲ့ဟာကိုကျွန်တော်အဖြေတစ်ခုရမယ်ဒီဖြုံမှုကြည့်ပြီးတော့ကျွန်တော်အဖြေအားလုံးပြည့်စုံမရနိုင်ဘူးရရတဲ့ဟာကိုကျွန်တော်စုမယ်တစ်စိတ်တစ်စိတ် တက်မှာဆိုရင်နောက်ဆုံးမှာပြေးပြေးပဲအဖြစ်တူရမှာဆိုမုံမြင်တယ်တော့အချမ်းနိုင်မလို့ယူကြောက်ယူပါတယ်။ဒါအပြင်ပြည်သွင်းလဲနဲ့ကံပရိခမှာတဖက်နဲ့တဖက်သူနိုင်ကိုနိုင်လှောက်ဆောင်နေခြင်းမှာပြည်သူလူထုလည်းစိတ်မအေးရကြောင်းမိမိတို့ရဲ့နိုင်ငံရေးပတ်နာများကိုပြည်သွင်းအဆုံများကသာဖြည့်ဆင်းရမှာဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီတရက်စစ်တပ်ကအာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီလှောက်ရှားမှုနဲ့အတူဒေတာအတိအသည့်မှာစစ်အာဏာရှင်စနစ်ခြောက်ညံရေလက်နက်ကင်တော်လှန်ရေးကိုဆင်နွှဲခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစစ်အုပ်စုဟာ NCA ပြည်ရစာချုပ်ကိုမြည်ခမ်းပြီးဟာပြလုပ်ငန်းစဉ်များနဲ့2008ဖွဲ့စည်းပုံခြေကဥပဒေအောက်မှာကျင်းပဖို့ပြင်ဆင်နေတဲ့အတုတ်ရောင်ရေကောက်ပွဲဟာစစ်အာဏာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေး တရားမှုရှိရန်ကြိုးပမ်းနေခြင်းတို့သာ ဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်၆ဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုင်ငံတော်ဖြစ်ပွားလာနေတဲ့စီးရီးနဲ့အတူ မိုဒီတာမှာလဲမွန်လနဲ့ကိုင်တော်လည်းရဲ့အဆုပူပေါင်းမဟာမိတ်တို့စိတ်ရဖော်ဆောင်မှုမှာပုံမူကျေပြလာနေပါတယ်။ငင်းချင်းရင်နဲ့ပတ်သက်ပြီးဆောင်ရွက်တဲ့အခါအခွေရလိုချင်တဲ့သူတွေမှာလဲရတိရထိုက်တာကိုတောင်းဖို့လိုသလိုခွေရပေးမဲ့သူတွေမှာလဲဥပဒေစာအုပ်ကိုကိုင်ပြီးပလိုက်စစ်စစ်နေရွံ့ဖြစ်နိုင်ကြောင်းငင်းချင်းရရရှိဖို့အမြဲတွေးဆောင်နေဖို့လိုအပ်တယ်လို့စစ်ကော်မရှင်ပြောခွေရပိုချုပ်ဆောင်မင်းထွန်းကပြောပါတယ်။အဲ့တော့ငင်းချင်းမှာကွက်လာတစုံတရာမရှိသင့်ဘူးဘာလို့တော့ဆိုကြ အမြဲတမ်းတွေးဆုံနေဖို့အမြဲတမ်းဆွေးနွေးနေဖို့အောင်မြင်တဲ့အကောင့်တွေဖော်နိုင်ဖို့လိုမယ်လို့ထင်တယ်ဟုတ်ပြီအမြဲတမ်းတွေးဆုံအမြဲတမ်းဆွေးနွေးဖို့အောင်မြင်တဲ့အကောင့်တွေဖော်နိုင်ဖို့ဆိုတာဒီပေါင်းတော့ငင်းငန်းရေးဆိုတာစတင်ဆွေးနွေးကြတဲ့အတိုင်းတော့ဘယ်ဘက်ကမှတရားရဂိုင်းတော့မိမိလိုရင်ဆန္ဒမရနိုင်ဘူးတရားရဂိုင်းတော့ရဖို့ဆိုလို့ရှိရင်တော့အပြတ်ရှင်းအပြုတ်ရှင်းနည်းပဲရှိတယ်ဒါနဲ့တင်ကျွန်တော်တို့ နှစ်ပေါင်းဘလောက်ကြာပြီလဲဆိုတာကျွန်တော်တို့တွေ့နိုင်တာဖြစ်တဲ့ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့လက်နက်ကန်ပရိခါကိုဖြေရှင်းနိုင်ရေးအာဆီယံအပါဝင်နိုင်ငံတကာဖွဲ့စည်းအချို့တိုင်းရင်းသားအစုပ်ချို့ကကြိုးပမ်းနေတာကိုလည်းတွေ့ရပါတယ်။တော်လည်းအစုပ်တွေအနေနဲ့စစ်အနာရှင်စနစ်အလုံးစုံခြုံငင်းရေးတိုက်ပွဲပေါ်ဆောင်လျက်ရှိနေပြီးမွန်ဒေတာအပါဝင်နိုင်ငံတော်ဝန်လက်နက်ကင်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပါတယ်ခင်ဗျာ။